ွေမျိုးသားချင်းမဟုတ်တာတော့မှဒီ line ပေါ်မှာကြည်ပြီးတော့အရန်ပူဆွေးတော့ကရောက်တယ်ပေါ့နော်ကိုယ့်ရဲ့ဆွေမျိုးသားချင်းကိုမိသားစုညီကိုမောင်နှမသားဆိုလို့ရှိရင်ကခန်းစားရတဲ့လူကတော်တော်ခန်းစားချက်ကတော်တော်ဘာနဲ့မှအရှင်းနိုင်မှာမဟုတ်ပေါ့နော် line ပေါ်မှာမြင်တဲ့အတိုင်းပဲလေငယ်ငယ်လင်ဖြစ်ပြီးဆိုလို့ရှိရင်အချိန်ကအချိန်ခဏလေးနဲ့ဖြစ်သွားတာဆိုတော့ဟိုကိုကိုရီဆိုလဲသူတို့ညမှာဆိုလဲကိုယူလဲထပ်ပြေးဖို့အခွင့်အရေးရှိပါမလားဒါအတွေးမြင်ရလေ ကြောင်နေမှာပဲလေပြောကိုမြန်မာနိုင်ငံမှာဒါမျိုးကတခါမှမဖြစ်ဘူးရဲ့အတွက်ဒါကိုချင်းစားပါတယ်ဟုတ်အဲဆောတော့ဒီကာလတွေမှာလေရလိုက်တာအဲ့လိုပေါ့နော်ပေးရမှမတည်မြဲဘူးဆိုတော့ဟိုသဘောတရားတော့တော်တော်လေးရရပေါ့နော်အာအဲ့တော့လဲဟိုဘယ်လိုပြောမလဲသူတို့နေရာမှာဆိုလို့ရှိရင်ကိုယ်လည်းခံစားနိုင်မှာမဟုတ်ပါဘူးဟိုကိုကိုရိုင်းဆိုလို့ရှိရင်လည်းပြိုလဲသွားမှာဘယ်လိုတော့ပြန်ပြီးတော့စိတ်ကိုပြန်ပြီးတော့နလန်ထူရမယ်တော့သိမှာမဟုတ်ဘူး င်းကတော့ဒီမမ်မမီတို့ကိုဖိရစာတို့ဦးစီးပြီးတော့ဒါဟိုငလင်အတင်းပြည်သူတွေအတွက်အလူငွေ ကောက်ခံတဲ့စီစဉ်ပေါ့နော်အဲ့မှာလိုအပ်ပြီးနေတာကခုချင်းဖြစ်တာပါအဲဒါဟိုအလူလာလူတဲ့လူတွေအတွက်ပေါ့နော်ကိုယ်တအားသိရပေါ့နော်ဒါမျိုးလဲဆောင်းလေးတစ်ခွက်ပြန်ပြီးတော့တိုက်တယ်ဆိုပြီးတော့လုပ်ဖြစ်တာပါ ။ဒီဖန်ဆန်းချက်ကတော့အရန်စိတ်မကောင်းဖြစ်တယ်ပေါ့နော်။ဒါကိုရီးယားကကိုမိသားစုမဟုတ်တာတော့မှကိုကိုအိမ်မဟုတ်တာတော့မှအရန်စိတ်မကောင်းဖြစ်တယ်။တကယ်တကယ်ကြုံရတဲ့လူတွေဆိုရင်ဘယ်တော့မှစိတ်ထဲမှာအရင်ထဲမှာကဘာပြက်နေမလဲဆိုတော့ဒါဟိုမှန်းဆကြည့်လို့တော့မရဘူးပေါ့နော်။ တော့ရှေ့ရက်တွေအရဆိုလို့ရှင်ဒီသတင်းတွေကြည့်ပြီးတော့ဘာမှမလုပ်နိုင်ဘူးဒါပေမဲ့အိမ်မှာအရန်စိတ်ကအရန်ထောင်းသွားရင်ညာဘက်တွေဆိုလည်းအိမ်မပြောဘူးအဲ့လိုညာဘက်တွေအိမ်မပြောတော့မနဲ့နိုးလာရင်ခေါင်းမူတာတွေပါဖြစ်တာပေါ့နော်အဲ့အတွက်နောက်နောက်ပိုင်းဒီရက်တွေကကြတော့ကိုကိုတိုင်းလည်းဒီလိုမျိုးနေနေမှအစားပေါ့နော်ကိုကိုတိုင်းလည်းတအားသေးပါဝင်ချင်တယ်ဆိုပြီးတော့ဒီလိုမျိုး bright တာလေးနဲ့ light join မျိုးလုပ်ဖြစ်တာပါဟုတ် ဟာအထီးကားပေါ့နော်ဟိုဆောင်းတော့ဒီစဉ်းစားမိတာဒီကိုယ်စိတ်မျိုးသားချင်းမဟုတ်တာတော့မှဒီ line ပေါ်မှာကြည့်ပြီးတော့အရန်ပူဆွေးတော့ကရောက်တယ်ပေါ့နော်ကိုယ့်ရဲ့စိတ်မျိုးသားချင်းကိုမိသားစုညီကိုမောင်နှမသားဆိုလို့ရှင်ကခန်းစားရတဲ့လူကတော်တော်ခန်းစားချက်ကတော်တော်ဘာနဲ့မှရှင်းနိုင်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့လည်းဆောင်းတော့အများကြီးအားမပေးတတ်ပေမဲ့ဟိုဆောင်းတော့ဒီအမှုညာရှင်ညာနောက်ကနေငွေအားနဲ့ဖြစ်စေလောအားနဲ့ဖြစ်စေကုညီပေးဖို့အသင့်ရှိနေပါတယ်အဲ့တော့အတင်းထားကြပါလို့ for takeoff. ဟာလေဦးဆုံးလို့လည်းဒီဟို live ပေါ်မှာမြင်တဲ့အတိုင်းပဲလေငယ်ငယ်လင်ဖြစ်ပြီဆိုလို့ရှိရင်အချိန်က အချိန်ခဏလေးနဲ့ဖြစ်သွားတာဆိုတော့ဟိုကိုကိုရီဆိုလဲသူတို့နေရာမှာဆိုလဲကိုယူလဲဟိုဘယ်လိုပြောရမလဲဟိုထပ်ပြေးဖို့အအခွင့်အရေးရှိပါမလားဒါတွေးမိရလေကြောင်နေမှာပဲလေပြကိုမြန်မာနိုင်ငံမှာဒါမျိုးကတခါမှမဖြစ်ဘူးရဲ့အတွက်ဒါကိုချင်းစာပါတယ်ဟုတ်ဒါကရတော့ဟိုအပူစာရေပေါ့နော်ဆောင်းတော့ဗုဒ္ဓဘာသာတပွဲရဆိုရင်ကန်ကန်ရဲ့အကျိုးကအမြင်ရှိရယ်ကိုလုံးတဲ့အကုသို့ကံဟိုဒီချိန်မှာတော့ပြန်ပြီးခံစားမှာအခုမဟုတ်ရင်တော့မှ အနောက်ကြိုင်ခန်းစားမှာပေါ့နော်ဒါကတော့တို့အကုသို့ကန်နဲ့တို့သွားမှာဆိုတော့ဒီပေါ်မှာဘာမှမပြောချင်ပါဘူးဟိုရှိနေလူတွေအတွက်ထိထိထိမ့်သိမ့်ပြီးတော့ဟိုကိုဘသာကို safety ဖြစ်အောင်နေဖို့တော့ green side ကိုတော့မှာသားချင်ပါတယ်ဟိုအဲဆောင်းတော့ဒီကာလတွေမှာလေးရလိုက်တာအဲ့လိုပေါ့နော်ဘေးရမမတည်မြဲဘူးဆိုတော့ဟိုသဘောတရားတော့တော်တော်လေးရရပေါ့နော်အာအဲ့အတွက်လည်းဟို ပြောပြောမယ်သူတို့နေရာမှာဆိုလို့ရှိရင်ကိုယ်လည်းခံစားနိုင်မှာမဟုတ်ပါဘူးဟိုကိုကိုရိုင်းဆိုလို့ရှိရင်လည်းပြိုလဲသွားမှာဘယ်လိုတော့ပြန်ပြီးတော့စိတ်ကိုပြန်ပြီးတော့နလန်ထူရမယ်တော့သိမှာမဟုတ်ဘူးဒါပေမဲ့အဲအားလုံးမှာကျင်တာဟိုခဏတာပဲပေါ့နော်အကုန်လုံးပြန်ပြီးတော့ဝိုင်းဝန်းပြီးတော့စူပေါင်းနဲ့အင်အားနဲ့ပြန်ပြီးတော့အကုန်လုံးနလန်ပြန်ထူနိုင်မှာပါအဲ့တော့အားတင်းထားကြပါလို့ အဓိကကတော့ဒီလိုထိခိုက်ပျက်စီးသွားတဲ့ဒေသတွေသွားပြီးတော့လူတိုင်းချင်ပါတယ်တကယ်လိုအပ်တဲ့လူတွေလက်ထဲကိုရောက်နိုင်မဲ့ provider အဖွဲ့အစည်းရနေပြီးတော့တစင်လူတိုင်းချင်ပါတယ်ပြည်သူတွေလူတိုင်းပေးနေအလူရှင်တွေကိုလည်းမှာကြားချင်တာတခြားလေးဟိုစုံစမ်းကြပါဘောเนาะတချို့အလိညာတွေလည်းအများကြီးရှိတဲ့အတွက်တကယ်ဟိုလုံနေတယ်မြေပြင်မှာထိရောက်စွာကူညီနေတဲ့ provider အဖွဲ့အစည်းတွေကနေတစင်ဟိုလူတိုင်းပေးကြပါလို့ အားလုံးပေါ့နော်သောတော်ဒီအနုညာရှင်တွေနောက်ကနေငွေအားနဲ့ဖြစ်စေဟိုခွန်အားနဲ့ဖြစ်စေပေါ့နော်အကူအညီပေးဖို့အသင့်ရှိနေပါတယ်အဲ့တော့လည်းအားတင်းထားကြပါလို့ပြောချင်ပါတယ်